thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်လာရှိုးနဲ့ရမခဌာနချုပ်မှာလက်နက်ကျအညာခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တေဆုံးပြောင်းဆုံးအရာရှိစစ်သည်များရဲ့ကြံရည်သူစနီးများနဲ့မိသားစုများအလုံးကိုစစ်ကောင်စီကခန်းစားခွင့်နဲ့လာစာထုတ်ပေးမှုများရပ်ဆိုင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MND ကတင်ပိုင်စဉ်လက်နက်ကျအညာခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းမရရှိပဲတေဆုံးနဲ့ပြောင်းဆုံးစင်ရင်ဝင်ထားတဲ့အရာရှိစစ်သည်များရဲ့ကြံရည်သူစနီး များနဲ့မိသားစုဝင်များအလုံးကိုစစ်ကောင်စီကခန်းစား권နဲ့လာစာထုတ်ပေးမှုတွေရပ်ဆိုင်ထားကြောင်းသိရပါတယ်။ကိုကန့် MNDA က2024ခုနှစ်အောက်တိုဘာလမှာလာရှိုးမျိုးနဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ခဲ့ကြောင်းအဲ့ဒီနောက်လာရှိုးမျိုးနဲ့ရမခါကို MNDA ကတင်ပိုက်ပြီးရင်နောက်လျှောက်ခဲ့ကြတဲ့ကြံရည်သူမိသားစုတွေနဲ့ဇနီးတွေကမိုင်းရည်နဲ့တန်ရန်မှာအခြေဆိုင်တဲ့တပ်များနဲ့တပ်ရာရှိတွေထံကိုဆက်သွယ်တည်င်းပေးဖို့ခဲ့ကြကြောင်း လာရှုနဲ့ရမခကြာဆုံးပြီးနှစ်လအကြာ2024ခုနှစ်အောက်တိုဘာလကစပြီးတည်ဆုံးပြဆုံးနဲ့လက်နက်ချအညက်ခံခဲ့ကြတဲ့ကျန်းရည်သူဇနီးများနဲ့မိသားစုဝင်များကိုခံစားခွင့်လစာတဝက်ကိုစစ်ကောင်စီကထုတ်ပေးခဲ့ကြောင်းသိရပါတယ်။ကိုမျိုးသားရဲ့လစာရီကိုကျန်းရည်သူဇနီးနဲ့မိသားစုတွေကိုမနှစ်အောက်တိုဘာလမှာပြန်ဆထုတ်ပြီးတဲ့အပြည့်တော့မရဘူးမူလလစာရဲ့တဝက်ကိုပေးတယ်တချို့တက်တွေကတော့လူကြီးကောင်းရင်အပြည့်ရတယ်အဲ့ဒါအခုတော့မရတော့ဘူးရှက်သွားပြီဘာလို့လဲလို့မေးတာလည်းမရဘူးတချို့ကလစာထုတ်မရတာ၄လလောက်ရှိပြီတချို့က တော့မလနဲ့အပီလာကစပြီးထုတ်ခွင့်မပြီးတော့ဘူးတရင်ဘက်ကတော့လူကြီးတွေကရှက်ခိုင်းတာလို့ပြောတယ်အရာရှိရောစစ်တီရောအကုန်ဘာမှထုတ်ခွင့်မပြီးတော့ဘူးလို့လာရှုမှပြောင်းဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချက်ကြီးတုံးရဲ့ဇနီးကရှင်းပြပါဗျာ ။ဒါအပြင်လာရှိုးမှာတည်ဆောင်းခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကြံရည်သူမိသားစုတွေကလည်းအသက်အာမခံကြီးအပါဝင်မြည်တီအခွင့်အရေးမှာစစ်ကောင်စီထံမှမရရှိကြောင်းတည်ဆောင်းနေတဲ့စစ်တီနဲ့အရာရှိတွေမှာအလောင်းပြန်မရသူတွေကို6လစောင့်ခိုင်းပြီး6လကျော်မှကြံရည်သူမိသားစုတွေတက်ခန့်စွာခင်ရရှိရေးစောင့်ရွက်ပြီးမယ်လို့ဆိုခဲ့တော်လဲစစ်ကောင်စီကဂတိမတီလို့ကြံရည်သူတက်မိသားစုဝင်တွေကဆိုပါတယ်။တည်ဆောင်းဆိုရင်လည်းပြောင်းဆုံးစင်ရထည့်ပြီး6လစောင့်ပေးရမယ်ပြောတယ်။တကယ်တမ်း6လကျော်လို့မှဘာတဲ့င်းမှမရရင်အသက်အာမခံနဲ့တခြားခန့်စားခွင့်တွေရရှိရေးလို ပ်ပေးမယ်လို့ပြောခဲ့တာအခုကြောက်လာကြော်နဲ့အပြင်ရှစ်လာနေတာဝင်လာပြီးဘာမှလည်းလုံမပြေဘူးဘာမှလည်းအကြောင်းမကြောက်ဘူးတွားမင်းရင်လည်းလုံနေတယ်ပဲပြောတာပဲလို့လာရှုအခြေဆိုင်ထောက်ဖို့တက်626မှာစစ်တီတပ်ဦးရဲ့မိခင်တပ်ဦးကရှင်းပြပါရယ်လာရှုအရှိမြောက်တိုင်းစစ်ဌာနချုပ်သိမ်းပိုက်ခံရတဲ့တိုက်ပွဲမှာခုခံတိုက်ခိုက်ရင်ပျောက်ဆုံးတည်ဆုံးဖမ်းဆီးခံခဲ့ရတဲ့စစ်တပ်အရာရှိစစ်တီတွေရဲ့ကြံရည်သူမိသားစုတွေနဲ့ဇနီးတွေကနေစရာလိုင်းကမ်းမရရှိပဲပြင်ပမှာအလွန်ဆင်းရဲဒုက္ခကြီးစွာနေထိုင်နေရကြောင်းဒါကြောင့်စစ်ကောင်စီကောင်းဆောင်မရောက်နိုင်တဲ့ကိုအတနာခံစ ာများအကြိမ်ကြိမ်တင်ပြတော့လဲတစုံတရာထူးခြားလာခြင်းမရှိကြောင်းချန်ရည်သူမိသားစုတွေကဆိုပါတယ်အခုအခါတရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဖွဲ့မှုနဲ့စစ်ကောင်စီကအလားရှုမျိုးပါစနစ်ရပ်ကွက်ကို MND မှပြန်လည်ရယူထားပြီးဖြစ်တယ်လို့သိရပါဗျ။ဆလပီတကုံမျိုးတိအရှိပိုင်းမျိုးနယ်မှာစစ်မှုတန်းဆင့်ခေါ်ခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့်ဂျိုးဆွဲချာ အဆုံးစီရင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတကုံမြို့တဲ့အရှိပိုင်းမြို့နယ်မှာစစ်မှုထမ်းဆင့်ခေါ်ခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့်ကျိုးဆွဲချအဆုံးစီရင်သွားကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။တကုံမြို့တဲ့အရှိပိုင်းမြို့နယ်အမတ်ရှင်ရက်ကွယ်ပဒုံမှာလည်းအမတ်424မြင်းဆောင်ခခွေးမှနေထိုင်တဲ့မောင်ကျော်ကိုကိုခန့်ကိုမေလာတွင်ဖွင့်လှစ်မယ်။စစ်မှုထမ်းပတ်စဉ်73အတွက်စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရကြောင်းဒါကြောင့်မေလာ6ရက်နေ့မနက်ပိုင်းကိုကိုကိုကျိုးဆဲချတက်တည်သွားကြောင်းသိရပါရယ်။အမတ်ရှင်ရက်ကွယ်အုပ်ကြီးလှတဲ့ ်ယာအိမ်မူဝင်းမြင့်စစ်မှုထမ်းစင်ခေါ်ရေးခေါင်းဆောင်စော်လတ်နဲ့အပေါင်းပါရီကမေလ9ရက်နေ့ညနေပိုင်းမှာကိုကျော်ကိုကိုခန့်ကိုလာခေါ်တဲ့မနေ့ကျတော့ကြိုးဆွဲချသွားတယ်လို့ဒေသခံတအူကပြောပါရယ်။ စစ်မှုထမ်းရင်စင်ခေါ်မှုတွေကြောင့်မိမိကိုယ်ကိုအဆုံးစီရင်သွားသူကိုကျော်ကိုကိုခန့်ရဲ့နိုင်ကိုမေလ9ရက်နေ့ညနေ3:00နာရီချိန်ရေဝေးတုံတန်မှာတချို့ခဲ့အကြောင်းသိရပါဗျ။နောက်ထပ်တစ်ပုတ်အနည်းနဲ့အေအေနဲ့ဆက်ဆံရေးပေါ်စစ်ကောင်စီကန့်ကွက်မှုဘင်္ဂလားဒေ့ရှ်အစိုးရအမျိုးသားလုံခြုံရေးအကြံပေးပယ်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာရခတ်တက်တော်အေအေနဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအာနာသိန်းစစ်ကောင်စီကကန့်ကွက်မှုတွေအပေါ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လည်ပယ်ချလိုက်ကြောင်းဘင်္ဂလားဒေ့နိုင်ငံမီဒီယာတွေကဖော်ပြပါဗျ။နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်မြင့်တင်ဖို့လိုအပ်ကြောင်းယူဆရင်မြေတီဖွဲ ွင့်နေမစိုးချိန်ဆက်ဆောင်ရွက်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကမေလ6ရက်နေ့မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့လက်ရှိခြားပြတ်အစိုးရဖွဲ့ကနေဆက်ဒေတာတွေမှာအာရခတက်တော်ရင်နဲ့ထိတွေ့ဆက်ဆံမှုတွေကိုအာနာသိန်းစစ်ကောင်စီကကန့်ကွက်ထားကြောင်းလည်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကတခုစဉ်းစားရမှာကကျွန်တော်တို့ရဲ့နေဆက်ဖြတ်ကျော်ထိန်းချုပ်မှုဟာအီလက်ထဲမှာရှိနေပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့နေနမိတ်အချုပ်အခြာပိုင်နက်ကိုစီမံခန့်ခွဲကာကွယ်ရမှာဖြစ်ပြီးဒါဟာနေဆက်ဖြတ်ကျော်ပြဿနာဖြစ်လို့နေမြေထိန်းချုပ်ထားသူတွေနဲ့အဆက်အသွယ်လုပ်ရပါမယ်လို့ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေဆက်ဖြတ်ကျော်ပြဿနာတွေကိုအာရခတ်တက်တော်အီနဲ့ဆက်သွယ်ဆောင်ရွက်နေတယ်လို့မွတ်စလင်ဒုက္ခသည်တွေကိုပြန်ပို့နိုင်ဖို့အတွက်လဲစစ်ကောင်စီနဲ့ပါအာရခတ်တက်တော်နေပါနှစ်ဖွဲ့စလုံးကိုဆက်သွယ်ဆောင်ရွက်နေပါတယ်။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ ငံကအရခတက်တော်အင်းကိုတည်ရန်ဝင်အတိမတ်ပြုဆက်ဆံခြင်းမရှိသေးကြောင်းနဲ့နေဆက်ဖြတ်ကျော်ပြဿနာတွေကိုသာထိတွေ့ဆက်ဆံနေကြောင်းတွင်မှဖော်ပြထားပါရဲ့ရှင်။ကုမ္မာမဏိကညပိုင်းငနေလုံလို့ပြည်သူများလမ်းပေါ်ဆင်းပြေးခြင်းလူငယ်တချို့ဆင်းမှုထမ်းဖို့ပေါ်တာဆွဲဖန်ဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မှာမဏိကညပိုင်းငနေလုံလို့ပြည်သူများလမ်းပေါ်ဆင်းပြေးခြင်းလမ်းပေါ်ထွက်လာတဲ့လူငယ်တချို့ကိုဆင်းမှုထမ်းဖို့ပေါ်တာဆွဲဖန်ဆီးသွားတယ်လို့ဖန်ဆီးခံရတဲ့လူငယ်တချို့ရဲ့မိတ်ဆွေတချို့ကသတင်းဌာနကိုပြောပါရတယ်။ မနေ့ကမေလ6ရက်နေ့ည10:55မိနစ်ချိန်ရန်ကုန်တိုင်းလေကူးမြို့နယ်စင်ရက်ကွင်းတွင်မြေအောင်နက်10ကီလိုမီတာကိုဗဟိုပြုပြီး Ristar Scale 3.8အစစ်နှင့်အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ပြီးအဲ့ဒီငလင်းကြောင့်ရန်ကုန်မြို့မှာပြည်သူများစုမှအထက်မြင့်တိုက်တာတွေမှာဆင်းပြေခဲ့ကြပါတယ်။မနေ့ကညပိုင်းငလင်းလှုပ်ခတ်မှုကြောင့်ရန်ကုန်တိုင်းလှိုင်မြို့နယ်တင်ရက်ကွယ်ဇေယသိတိနှစ်လမ်းမှာလူငယ်များပါဝင်ပြည်သူများလည်းအထက်မြင့်တိုက်တွေပေါ်မှာဆင်းပြေကြကြောင်းငလင်းကိုစိုးရင်ပြီးညနေတဲ့အထိလမ်းဒီပေါ်မှာပြည်သူများရှိနေစဉ်လှ ုင်မြို့နယ်တရက်ကွယ်ဥက္ကဋ္ဌစစ်သားတချို့နဲ့အပေါင်းပါတွေကလူငယ်တအုပ်ကိုလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းအဆိုပါလူငယ်ဒီမှာစစ်မှုထမ်းဖို့အလဲကျနေသူဖြစ်ကြောင်းသိရပါတယ်။ ငလင်ကြောင်အောက်ကိုဆင်းပြေးကြတဲ့အချိန်အုပ်ကြီးကသူရှာနေတဲ့လူငယ်စစ်မှုထမ်းရမယ်ဆိုပြီးဖမ်းသွားပါတယ်။လမ်းထဲကအခြားလူငယ်တွေလည်းရှောင်လို့မရဘူးအချိန်တိုင်ရင်စစ်မှုထမ်းရမယ်ဆိုတာနားလည်ထားဆိုပြီးအော်ငေါက်သွားတယ်လို့ဖမ်းဆီးခံရသူလူငယ်ရဲ့မိတ်ဆွေတအုပ်ကရှင်းပြပါတယ်။ရန်ကုန်တိုင်းတွင်းမှာခုရက်ပိုင်းတွင်အစင်းစစ်ပြီးလူငယ်တို့ဖမ်းဆီးခြင်းညပိုင်းစစ်တပ်နဲ့ရှဲကကင်းလဲ့ပြီးဖမ်းဆီးခြင်းညနေပိုင်းလမ်းသွားလမ်းလာနဲ့အလုပ်ပြန်လူငယ်တွေကိုဖမ်းဆီးခြင်းစတဲ့ပုံစံမျိုးစုံနဲ့စစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုစစ်တပ်ရှဲပြူစောတိနဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေက လှုပ်ဆောင်နေကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့ကြုံတုံးမြို့စီစစ်ကူတက်တဲ့စစ်ကြောင်းပိတ်ဆို့တိုက်ခိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ KNP နဲ့ကြုံတုံးမြို့တိုက်ခိုက်မခံရအောင်စစ်ကူသွားတဲ့စစ်ကောင်စီတပ်ရဲ့ချင်းမြန်တပ်မဌာနချုပ်၂၂လောက်ခန့်စစ်ကြောင်းကပြီးခဲ့တဲ့ AP လကုန်ပိုင်းတွင်ဝင်းရံပိတ်ဆို့တိုက်ခိုက်ခံလိုက်ရတယ်လို့ KNP စီရေးသတင်းအရှင်းမြစ်စီကသိရပါတယ်။ကြုံတုံးမြို့စီကိုစစ်ကူတက်ရမှာတပ်မ၂၂လောက်ခန့်တောင်ကလေးအခြေဆိုင်အမတ်နေရနဲ့ချင်းမြန်တိုင်အပြင်တနင်္သာရီတိုင်းမြင်းမြို့အခြေဆိုင်ကံယူနန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ဖွဲ့တွေ ကထုံထုံအင်အားတွေပါဝင်တယ်လို့ကရင်စင်ရေးသတင်းအရင်းမြစ်တွေကပြောပါရယ်။ အဲဒီစစ်ကြောင်းကအင်အား150ဝန်းကျင်ပါရှိပြီးအေဂီလာကွန်ပိုင်းကဂျုံတုံးမြို့အနီးနွားချံကုံရွာနာကိုစစ်ကြောင်းထိုးလာရမှာ KNU ဦးဆောင်တဲ့ပူးပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ချိန်မုန်းခဲ့တာလို့သိရပါတယ်။ဝင်းရံပိတ်ဆို့တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ရင်ဗိုလ်မှူးတအုပ်ဗိုလ်ကြီးတအုပ်တည်ဆုံသွားတယ်လို့သတင်းအရေးမြစ်ကအသိပေးပါတယ်။ဗိုလ်မှူးကရှာရီတရင်မှုလို့သိရတယ်။နောက်ပြီးသုံးပွင့်ဗိုလ်တအုပ်လည်းပါတယ်။အလောင်းတောင်လာမကောက်ဘူးလို့အဲဒီကရင်စစ်ရေးသတင်းအရေးမြစ်ကပြောပါတယ်။အဲဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ Lion Battalion Lion Commando စစ်ကြောင်းရုံးရဲ့ AP လ30ရဲ့ကရုပ်တံဖော်ပြချက်အရ ာကွင်းပြင်တနေရာမှာတည်ဆုံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရှုံလောင်းချုပ်ကိုတွေ့ရပါတယ်။ဒါ့အပြင်လက်နက်ခဲယံတွေတင်ဆက်ရမိတာကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။ကြုံတုံးမျိုးအသိမခံရရင်း16မိုင်ကန်ရှီလျားနဲ့ကြုံတုံးကွန်ကရစ်လမ်းပိုင်းကိုပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက်စစ်ကောင်စီတပ်ကကြုံတုံးမျိုးတပ်ဖက်ကိုင်းဖန်မျိုးနဲ့ဂျိုင်းရွာအုပ်စုရိုးမဟာကျေးရွာမှာအင်အားစုဖွဲ့ပြီးမြေပြင်ကနေစစ်ကြောင်းထိုးဖို့ကြိုးပမ်းခဲ့တာလို့သိရပါတယ်။ကြုံတုံးမျိုးပေါ်မှာတော့အမှတ်945ချီမြန်တန်ရင်အမှတ်946ချီမြန်တန်ရင်နဲ့ပြူဟာစကန်ကုန်ရှိပါ ပါတယ်။အဲ့ဒီတရင်တွေကကော့ဂရိတ်မြို့အခြေဆိုင်အမတ်ဆက်နဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်လက်အောက်ကတိုက်ခိုက်ရေးတပ်တွေဖြစ်ပါတယ်။ပြင်းရတဲ့ကြံကာလအတွင်းကြုံတုံးမျိုးနေဝင်ခြင်းနဲ့ကြုံတုံးကော့ဂရိတ်လမ်းပိုင်းမှာတက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ကြုံတုံးမျိုးကိုလည်းပူပေါင်းတက်တွေကဝင်းရံပိတ်ဆို့ခဲ့တဲ့အခြေအနေရှိရလို့ကရင်စင်ရေးတည်ရင်မြစ်တွေကပြောပါတယ်။ကြုံတုံးမှာလက်ရှိအခြေအနေအရစင်ရေးတင်းမာနေစေလို့သိရပါတယ်။ကြုံတုံးစီစစ်ကူတပ်ရမှအထင်နာခဲ့တဲ့တမ22ကရခိုင်ပြည်နယ်ကတိုက်ပွဲတွေမှာလည်းပါဝင်ခဲ့ပူပြီး တက်မှမူပုံမူကြီးအောင်နေမျိုးကိုအသေးဖမ်းမိခဲ့တယ်လို့အာရခတက်တော်အင်းကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ18ရက်ကထုတ်ပြန်ခဲ့မှုပါတယ်။တက်မ20နှစ်ဟာအရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတက်မဖြစ်ပြီးကရင်ပြည်နယ်ဖအံမျိုးမှာအခြေစိုက်ထားတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။